โอเคဒီနေ့က short video လေးပါပဲဘာလဲဆိုတော့ဟိုနေ့ကကျွန်တော်ကျွန်တော် channel ကိုကြည့်နေတဲ့သူတွေဟာဘာလို့ကျွန်တော် channel education channel ဆိုတော့လေ education ပေးတဲ့နေရာမှာအဲ video တွေကြည့်တဲ့နေရာမှာဘလောက်လက်လက်ပြီးဟိုရလဲဆိုပြီးတော့ကျွန်တော် main ကိုလေးတစ်ခုမေးထားတယ်အဲ့ဒါဘာလဲဆိုတော့ euro dollar စေတန်1.1050ကနေ1.1150ကိုတက်သွားမယ်ဆိုရင်ဘလောက်ဖြစ်တက်သွားတယ်လို့ပြောမလဲဆိုပြီးတော့ abcd 100 pips 10 pips 1000 pips or 1 pip ဆိုပြီးတော့ကျွန်တော်မေးထားတယ် YouTube မှာလည်း post လုပ်ထားတယ် Facebook မှာလည်းကျွန်တော် post လုပ်ထားတယ် Facebook မှာကအာဒီမှာ29 comments okay အာ most relevant ကိုဖြုတ်ပြီးတော့ all comment ကိုကျွန်တော်ကြည့်လိုက်မယ် Facebook ကိုရင်သွားလိုက်မယ်နော် math thing if you 100 pips okay မိမြခုတေအလုံး10 pips okay chali ကိုချိုင်း100 pips အာ things of u 100 pips james oli c တဲ့ a a a အော်ဒါပဲရတယ်မဟုတ်တော့နော်အာ d p ဆိုရှိတယ် a ကတော့အများဆုံးပဲနော် a ရကိုဝင်းနိုင်ကိုပိုင်တီဟာကိုဝေယံဒီဒီ harry also to link အားလုံးလာပါနော်အာ side i yeah. n မျိုးမင်းထော့ဇော်လက်ဝင်းဟိတ်ဝင်းလွေဦးဖြိုမင်းထော့ထူထူအောင်စက်တမမူလူအေအရာခါထရေးဒါဗန်ချိုကစ်နော်နာမည်ပြောရတယ်ဟောက်လိုက်ပါနော်အဲ့တော့ဒီဗာလေ Facebook မှာလည်းရှိတယ်ဖြည့်ထားတဲ့သူတွေ Facebook မှာ A ကတော့အများဆုံးပဲဂျန်တဲ့သူတွေဖြည့်တာတော့ other things က C ဖြည့်ရသူရှိတယ် D ဖြည့်ရသူရှိတယ်နော်အာ D ရပါတယ် D ရပါတယ် okay ထားပါတော့ အာဟိုမှာကြည့်အောင် YouTube မှာကြည့်ရအောင်အော် YouTube မှာကอืม100 100 100 a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  name last r 7e a ပါဆရာရယ်ဒီတက်ခက်ခဲရလေးမေးပါလာမလို့ဒီတက်ခက်ခဲရလေးတွေကျွန်တော်မေးပေးမယ်100 pips a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  okay youtube နဲ့ facebook မှာဆိုတော့ဒါ facebook ကနိုင်သွားတယ်လို့ပြောအောင်เนาะအဖြေက a ပါဘာဖြစ်လို့လဲကျွန်တော်ပြောပြမယ်เนาะ အာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအာ currency base နေမှာနော်1105 1.1050 1.1050ဘယ်လိုသွားလဲဆိုတော့အာ1.1150 okay 1.1150 okay အဲ့တော့ ကျွန်တော်တို့ကတကယ်တော့အနောက်မှာကဏ္ဍလေးပါတယ်ဒီလားဒီနောက်မှာလေး4လို့3လို့စသည်ဖြင့်ပါတယ်တသမာ9နေရာရှိပါတယ်ထားပါတော့9ပေါ့ထားပါတော့ for example trading လုပ်လို့ရှိရင်ကျွန်တော်တို့ euro usd မှာဆိုရင်နော် euro usd oops ပါဆိုရင်ကျွန်တော်တို့ဒီ whole အနောက်ဆုံးကကဏ္ဍလေးက is negligible အာဖယ်ထားလို့ရတယ်အရေးမကြီးလို့ပြောလို့ရတယ် ကျွန်တော်တို့ဒီဒသမ၄နေရာအထိပဲကျွန်တော်တို့အရေးကြီးတယ်ဗောနော်ဒီ၄နေရာဒီမှာဆိုလို့ရှိရင်ဒီ၄နေရာကျွန်တော်တို့ဒီအဲ့ဒီဒသမ၄နေရာအထိကဒီကဏ္ဍလေးဗောအဲ့ဒီကဏ္ဍဒသမ၄နေရာမြောက်ကကဏ္ဍလေးကိုကျွန်တော်တို့1 tip လို့ကောက်တယ်ဒီနေရာမှာဆိုအဲဒီ50ဆိုဒီအာဒီနေရာဗောအဲဒီ0လေးဒီ we consider သူ့ရဲ့အတက်အကျ1 tip လို့ကောက် ီမှာလည်းဒီလိုဒသမနောက်က1 2 3 4ဆိုတော့ဒီကနန်းလေးကိုကျွန်တော်တို့က1 pip သူ့ရဲ့အတက်အကျကို +1 minus ဆိုတော့ကျွန်တော်တို့ကောက်တယ်နော်အဲ့တော့အနောက်ကဒသမနောက်ကဖြစ်လိုက်ပြီနော်ဒီ view ဆိုဖြစ်လိုက်တော့အာဖြစ်လိုက်ပြီဆိုရင်အဲ့တော့ကြည့်လိုက်လေ1 0.1050ဒါသမ4နေရာအထိယူရတဲ့အတွက်ကြောင့်ကျွန်တော်တွေ့တဲ့နေရာကိုပြောပြမယ်နော်ကျွန်တော်တွေ့တဲ့နေရာက တသမ၄နေရာမျိုးယူတဲ့အတွက်ကြောင့်အဲ့ဒီတသမကိုအဲ့ဒီအနောက်ဆုံးတိကိုဖယ်လိုက်တယ်ဘယ်လိုလဲဆိုတော့110 50လို့ကျွန်တော်ဖယ်လိုက်တယ်နော်ဟုတ်ကဲ့ဟာဒီဥပကဟာကျတော့111 50လို့ဖယ်အဲအဲ့လိုဖယ်လိုက်တယ်အဲ့တော့ဒီကောင်ကဘာဖြစ်သွားလဲဆိုဒီကနေဒီကိုဘာဖြစ်သွားလဲဆိုဈေးတက်သွားတာ right အဲ့တော့အဲ့တော့ပြန်ကြည့်လိုက်ပါအဲ့တော့အောက်ကြည့်လိုက်မယ်အဲ့တော့111 50 minus 11050ဆိုတော့အဖြေသည် it is 100 pips နော်အဲ့တော့ဒါဒီအရေးကြီးပါတယ်နော်အရေးအရေးကြီးပါတယ်ဒါကြီး is very basic နော်အရှိအခုနောက်အောက်ကတယောက်ပြောဒီတက်ခက်တာလေးမေးပါလို့ပြောတယ်ဟုတ်ပါတယ်ဒါအရင်လွယ်ပါတယ်နော်အာကျွန်တော် channel မှာ video တွေအများကြီးဆက်ကျွန်တော်တင်ပေးထားပါတယ်နော်အဲ့တော့ဒါလေးတွေက basic ပါဒီအကြောင်းလည်းပါတယ်နော် pip ကိုဘယ်လိုယူရလဲဆိုတာလေးတွေကျွန်တော်ပြောအဲ့တော့အဓိက quantitative trading လုပ်ပြီးဆိုလို့ရှိရင်ဒါတွေကတိ့လို့လဲ နော်အရင်ရေးကြည့်ပါလေဟောအဲ့ဒါတီမာကျွန်တော်တို့ position size တွေပါတွေ့တဲ့နေရာမှာအဖြေမှန်ထွက်ပါပါနော်ဟောဒါဒီ video လေး is very short video တော့9မိနစ်ကျော်ရှိပါတယ်အဲ့တော့အဖြေ a 100 pips ပါနောက်နေ့ဒီမှာကျွန်တော်အဲဒီလိုမေးခွန်းဒီချက်လွယ်ရဟာလေးလည်းပါမယ်ဒီချက်ဒီချက်လွယ်ရဟာမပါတော့အဲမေးခွန်းလေး simple လေးကျွန်တော် engage လုပ်ပေးမယ်ကျွန်တော်ဟိုအဲ့လိုမျိုးလေးမေးစေချင်တယ်ဆိုလို့ရှိရင်ကျွန်တော် comment မှာ yes လို့ရေးပေး ာနောက်ပြီးတော့ကျွန်တော်တစ်ဖက်မှာလည်းကျွန်တော် Jesse Livermore အကြောင်းလေးတွေ The Reminiscences of a Stock Operator's Resolve လဲကျွန်တော်ဆက်ပြီးတော့ဆက်ဖြတ်ဆက်ဖတ်ပြဖို့ကျွန်တော်ရှိတယ်เนาะ Market Wizard လဲကျွန်တော်ဆက်ဖတ်เนาะအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီ YouTube Channel ကိုအပတ်မကြီးဆိုလို့ရှိရင် Subscribe လေးလုပ်ပေးကြပါ